အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာမောင်သွေးရင်ရေးသားထားတဲ့တဆင်ငတိဆိုတဲ့ပရလောကဇန်လောင်းလေးပုဂ္ဂိုလ်ရွေးချယ်တင်ဆက်ပေးလိုက်ပါရခင်ဗျာအားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာတဆင်ငတိဒီနေ့တွင်ကျွန်ုပ်သည်ရန်ကုန်မှမန္တလေးသို့ယထာဖြစ်ခရီးသွားခိုက်ဦးလူမော်ဆိုသူနှင့် တွေ့ဆုံဖြစ်လေတဲ့ဥလူမော်မှာအသက်60ကျော်ခန့်ရှိတယ်အထက်အညာဒေသမှာဖြစ်၍ရန်ကုန်သို့သားသမီးများထံလာရောက်လဲပတ်ပြီးတော့အပြန်ခရီးရထားစီးစဉ်ကျွန်ုပ်နဲ့ဘေးချင်းကပ်ခုံနံဘတ်တွင် နေရာရနေတယ်ခရီးသွားပေါ်ချင်းစကားသမီးပြောကြရမှဥလူမော်သည် ကျွန်ုပ်အားစာရေးဆရာမှန်းတိသွားသည်ဖြစ်ရေးချင်ရေးဖို့ ဖြစ်ရစမ်းကြယ်လေးတစ်ခုပြောပြမယ်လို့အစချီကသူတို့အရက်တွင်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရစမ်းကြယ်ဇလန်းတစ်ပုဒ်ကိုစိတ်ဝင်စားဖွယ်ပြောပြလေတော့တယ်သူပြောပြဒီမှာက ငတ်တီမြည်သောတစေဖြစ်နေသူတဦးအကြောင်းဖြစ်၍လွန်စွာတန်ဝေကရပွယ်လေဖြစ်၍ဆက်ဆက်ရေးသားတင်ပြရန်ဂရိပင်တောင်းနေသေးတော့တယ် ဥလူမော်ပြောပြတဲ့တစီငတိအကြောင်းမှာလွန်စွာစိတ်ဝင်စားဖွယ်ကောင်းလာသဖြင့်ကျွန်ုပ်လည်းအမှတ်စုစာအုပ်တွင်ရေးမှတ်ကရန်ကုန်ပြန်ရောက်ရင်ဆက်ဆက်ရေးသားမည်ဖြစ်ကြောင်းဂရုပြုခဲ့လေတယ်။ကျွန်ုပ်သည်ရန်ကုန်ပြန်ရောက်တော့လဲထိုအကြောင်းကိုတော်တော်နဲ့မရေးဖြစ်ပါမရေးပြရသည်မှာလဲဂျာနယ်မဂ္ဂဇင်းကိုမြင်ကွင်းဆောင်ဂမ်မီယယတ္တဂျာနယ်မဂ္ဂဇင်းကိုတောင်းဝန်ခံအေဒီတာအဖြစ် စီစဉ်ဆောင်ရွက်ထုတ်ဝေရန်ဆိုင်းပင်းနေရပြီဖြစ်ပါတယ်။မိမိမဂ္ဂဇင်းအတွက်စာမှုစုဆောင်ရင်းတစေငတိကိုလည်းထဲ့သွင်းပေါ်ပြလိုစိတ်များတဘွားဘွားဖြစ်ပေါ်လည်းရရှိလေတယ်။ဇာနာပင်ရှိပင်ညာလဲစာမှုများစီစစ်စီစဉ်နေရသဖြင့်အချိန်မပေးပဲရှိနေရမှ မောင်ဖုံးဆိုတဲ့တပည့်လိုဖြစ်နေတဲ့စာရေးဆရာပေါ့စားနဲ့တွေ့ဆုံသည်တွင်တစေငတိဇက်လန်းကိုပြောပြမိလေတဲ့ မောင်ဖုံးကဆရာကျွန်တော်ရေးမယ်ဆရာမကစင်းမှာထဲ့ပေးဟု ပြောလေတဲ့အခါကျွန်ုပ်မှာဖိုးကြိုင်ထုတ်ဖြစ်ရလေတော့တယ်ကို့မကစင်းတွင်ကို့ကလောင်နမယ်နှင့် မရေးလိုသည်ကတကြောင်းတကယ်လဲမအားလက်သည်ကတကြောင်းတို့ကြောင့်မောင်ဖုံးအားအေးမင်းမဲရေးခဲ့ရေးဆိုရင်ချက်ချင်းရေးခဲ့ကွာလို့ပြောရင်လည်းမဆုထဲမှာဇက်လန်းများကိုပြောပြလိုက်လေတော့တယ် နောက်3ရက်ခန့်ကြာတဲ့အခါ မောင်ဖုံးသည်စာမူတစ်ခုကိုကျွန်ုပ်ထံလာပေး၍တီးဖြတ်ခိုင်းလေတယ်။ကျွန်ုပ်လည်းကျွန်ုပ်ကိုယ်စားမောင်ဖုံးရေးသားလာတဲ့တစေငတေဇက်လန်အားလိုအပ်သလိုတီးဖြတ်ပြုပြင်ဖြည့်စွက်ရေးသား၍မြင်ကွင်းဆောင်ဂံမြယယတ္တဂျာနယ်၌ပေါ်ပြလိုက်ရပြီတော့လေ။တကယ်တော့ငတေဆိုတာကျုပ်တငယ်ချင်းပါ။ ကျုံနေဆိုရင်တောက်ဖို့စားဖက်စူပါတော့ဗျာတောက်တော့စားစားလူရန်ကားဆိုသလိုတောက်ပြီးမူရန်တက်ကြတာမို့တရွာလုံးကဩချောလန်ကြတယ်လीအမှန်ကသူ့နမယ်ရင်းကခင်းရွှေပါတေလွန်းပေလွန်းလို့သူ့ကိုအများကငတေလို့ခေါ်ကြတာပါ သူကလည်းဒီနမယ်ခေါ်တာကိုကြိုက်တယ်လို့ပါပဲကျုံနေသူတွေကစိတ်တူကိုယ်တူဆိုတော့တိတ်ခင်ကြပါတယ်လုပ်ငန်းချင်းဝါသနာချင်းကလည်းတူတယ်လीအ ကျုပ်တို့နှစ်ယောက်လုံးဟာမြောက်တီလို့ဝင်စားတာများလားပဲတစ်ပင်ပေါ်တက်တာတော့ဘာကျွမ်းတယ်လဲမမေးနဲ့အုံမင်းထမ်းမင်းကြိုက်တဲ့အပင်လာခဲ့မြောက်လေးတကောင်လို့တက်ပြပါလိမ့်မယ်ကျုပ်တို့ဘလို့ပဲတောက်စားတယ်ဆိုပေမဲ့ရွာမှာตาရည်နာရည်မီးရည်ထင်းရည်ရှိရင်တော့လက်မနှေးပါဘူးကိုတက်နိုင်တဲ့လောက်ကျွမ်းကျင်တဲ့ဘက်ကကူညီလိုက်ကြရတာပါပဲဒီအတွက်တော့အရက်တစ်လုံးလောက်ပေးလိုက်ရင်ဖြစ်ပါတယ်ကျုပ် ကျုပ်ပြောရင်လည်းစိတ်မကောင်းဖြစ်နေတယ်ဗျာဒီကောင်ငတိကိုသတိရလွန်းလို့ပါ ငတိငတိငတိလား तू လူပြီမှာမရှိတော့ဘူးလေဗျာ तू သေးပြီလေ तू သေးတာတနှစ်တောင်ပြည့်လို့ပြီပဲ तू သေးရတာလည်းမပြောချင်ပါဘူးဗျာဖြန်ရေနစ်တယ်ပဲပြောရမလားထမ်းမေမော်ကပြုတ်ကြတာဗျငတိရလည်းငတိပဲ ညကြီးအချိန်မတော်ထမ်းမင်ပေါ်တက်တဲ့ထရီခိုးတော့တာလီသူပြုတ်ကြတာဘသူမှမသိလိုက်ကြအောင်ဘုံငနဲ့အတန်ကြီးကြားမှထွက်ကြည့်ကြတာအသက်တောင်မမိပါဘူးမျက်လုံးကြီးပြူးပြီးပက်လက်ကြီးအသက်ပြောင်နေတော့တာပါပဲကျုပ်လည်းတည်တည်ချင်းအပြေးအလွှာသွားကြည့်ပါတယ်သူ့အလောင်းကိုမြင်တော့ရင်ထဲကမကောင်းလိုက်တာအတိတရားလေးဝင်လာတယ် မကောင်းမှုအကုသိုလ်ဆိုတာမကောင်းကျိုးပိတတ်ပါလားရဲ့လို့ဆက်ပြောရရင်ငတေရဲ့အကုသိုလ်အရေးမဲကစိုးကျိုးဆက်ပေးတယ်ဆိုရမလားပဲငတေသေးပြီးနောက်ငတေတစီဖြစ်ပြီး၆တယ်၆တယ်နဲ့ရွာထဲမှာ ပြောနေကြတယ်သူလိတ်ကြခဲ့တဲ့ထမ်းမင်ကြီးနားလဲလူတွေမသွားဝန်းကြတော့ဘူးငတေ၆တယ်တဲ့လေဗျာကျုပ်တော့လုံးဝမယုံဘူး ငတိတစီဖြစ်တယ်ဆိုတာလည်းမယုံဘူးတစီကိုမယုံတာမဟုတ်ဘူးနော်33ဘုံမှာပိတ်တာတစီတရေရှိတယ်ရေလို့ဖះဟောထားကြောင်ကြုတ်သိတယ်လေဟဲ့သိလဲအထင်ကြီးမသွားကြနဲ့ပါအိုးဒါ우ယောဟူးเจ้าကဖုန်ကြီးဟောထားလို့ကြုတ်သိထားတာပါသူ့ဘုံသူ့တဘာဝနဲ့သူ့ဟာသူရှိတာကြုတ်နဲ့မဆိုင်ပါဘူးအဲငတိတီတာနဲ့တစီဖြစ်တယ်ဆိုတာကကြုတ်ဘုံဝင်မကြတာ တေတိုင်းတစီဖြစ်ရမှာလေဒါပေမဲ့ငတိတစီဖြစ်တာမယုံပါဘူးဆိုတဲ့ကျုပ်ကိုယ်တိုင်ပဲယုံကြည်ရတော့မလို့လို့ဖြစ်ခဲ့ရတော့တယ်ဗျို့ဟေ့ကောင်ခင်လက်မင်းအရက်ဖြတ်ထားတယ်ဆိုအခုဘဲလဲဖြတ်တော့ဖြတ်ကြည့်တာပဲမပြတ်တပြတ်ဖြစ်နေလို့ထရောဘတ်သွားမလားလို့ မင်းလေကွာကို့ရှိမှတဲ့ငတရသင်္ကန်းစာ ပေးသွားပြီပဲဟာနည်းနည်းတော့ပါဘာကြီးချစ်ရာကျုပ်လဲဘာကြီးချစ်ကိုပြုံးပြပြလှုပ်ပြပြီးတော့သူ့အပားကခတ်တုတ်တုတ်လေးထွက်ခဲ့မိတယ်ဘာကြီးချစ်ကတော့ကျုပ်ကြောပြင်ကြီးကိုကြည်ပြီးခေါင်းတညင်းညင်းနဲ့ကြံခဲ့မယ်ဆိုတာမြင်အောင်ပါသေးဟေ့ကောင်ခင်လက်မင်းပြောမရလို့မင်းဟာမင်းတောက်ချင်တောက် ငတေသေးတဲ့ထမ်းမင်နာတော့မသွားနဲ့ကွာမင်းကိုတစီဖြစ်နေတဲ့ငတရ၆လိမ့်မယ်ဘာကြီးချစ်ကအဲ့လိုလှမ်းပြောလို့ကျုပ်ဟက်ခနဲ့ရီမိပါသေးတယ်ကျုပ်လားတစီကြောက်မဲ့လူငတေသာတစီဖြစ်နေရိုးမှန်းမှန်ရင်ပူတော့မကြောက်သေးငတရကိုမိတ်ဆွေလေကျုပ်ဖြစ်ငတေတည်ခဲ့တဲ့ထမ်းမင်အောင်မှာထရီထိုင်တောက်ခဲ့ပေါင်းများပါပြီတခါမှအချောက်မခံရပါဘူး လူတွေကပိုတာလို့ပဲထင်မိပါတယ်။လူသေးတာနဲ့တစေဖြစ်တယ်ဆိုတဲ့အစွဲကိုစွဲနေကြတာပဲလို့ကျုပ်မြင်နေမိတယ်။ငတိတာတကယ်တစေဖြစ်နေယူမှန်ရင်ကျုပ်ကိုတနည်းနည်းနဲ့အသိပေးနှုတ်ဆက်လိုက်မယ်လို့လည်းယုံကြည်နေမိတယ်။သူနဲ့ကျုပ်ကတောက်ဖော်တွေပဲဟာ။သူသေးသွားရတာတော့ထရီခိုးတောက်ရင်တဲ့ဥစ္စာ။ဟေ့ခိုးတယ်ငေါ့တမြူပေးကွာ။ရွာပြင်ထထောရောက်တော့ ိုးထိန်စီကထရေတမြူယူလိုက်တယ်။ဘိုးထိန်ကထရေတမြူကမ်းပေးတယ်။တောက်ဖို့ပလတ်စတစ်ခွက်လေးတစ်လုံးလဲပေးတယ်။ဟဲ့ခွက်နှလုံးပေးကွာ။ဟာအကူတယောက်ထဲဟာ ਉ ။ငါအဖော်နဲ့တောက်မှာပါကွာ။ခွက်နှလုံးသာပေးမှသာပေး။ကျုံရဲ့စကားကြောင့်ဖိုးထိန်အံ့ဩနေတယ်။တောင်တောင်အီအီကြည့်ပြီးကျုံနဲ့အတူတောက်မဲ့သူကိုအရေးအယောင်တော့မမြင်တော်မှုကျုပ်ကိုမျက်မှောင်ကုတ်ပြီးမေးတယ်။ အကိုဘသူနဲ့တောက်မှာလဲဘသူမှလည်းမပါပဲနဲ့အေးငါငတိနဲ့တောက်မှာလေဒီနေ့ငတိကိုထမ်းရီတိုက်မလို့ကျုပ်စကားကြောင့်ဖိုးထိန်လန့်ပြန့်သွားတယ်ကျုပ်ကလည်းတောင်းမှန်တယ်ဟာမပြောကောင်းမလုပ်ကောင်းနေမလုပ်ပါနဲ့အကိုရဲ့ငတိတစေဖြစ်ပြီးတော့၆တဲဆိုတာလေအကိုလည်းသိတာနဲ့ဖီဘယ်ကလာငတိတစေဖြစ်ရမှာလဲကွာလူတွေကအကဲကို ပို့လွန်ပါတယ်ကွာငတိတစေဖြစ်တော့ကငါသူ့ကိုကြောက်ရမှာလား तू ကောငါ့ကိုချောက်မာတယ်လားစမ်းအောင်စမ်းလိုက်ချင်ပါသေးခဲ့ပါကွာခွန့်နှလုံးသာပေးစမ်းပါကျုပ်ဇွတ်တောင်းလို့ဖိုးထိန်လက်လျှော့ပြီးတော့ခွန့်နှလုံးပေးတယ်ဇိုးရင်တန်နဲ့လည်းသတိပေးတယ်အကိုငတိတီတဲ့အပင်နာတော့သွားမတောက်နဲ့တော့တဲ့ရည်ရှင်လိုက်တာ သိတ်ကြောက်တတ်တာပဲ တခါလာလဲတစေးတခါလာလဲသရေမြင်ဘူးကြသလားဆိုတော့မြင်ဘူးတဲ့သူကခက်ရှားရှားကြောက်တက်လိုက်တာလဲလုံးပါရောကျုပ်ကတော့မကြောက်ပါဘူးကိုထက်ကန်နေလို့သေပြီးတစေးဖြစ်နေတဲ့ဟာအများကြောက်เสียရတယ်လားကြောက်ချင်းကြောက်သူတို့ကကို့ကြောက်ရမှာကဲငတိကြီးမင်းတို့တစေးဖြစ်နေတယ်လို့ပြောနေကြတယ်ကွာတစေးဖြစ်နေတာမှန်ရင်လဲငါနဲ့အတူလာတော့ကွာရော့မင်းအတွက်တစ်ခွက် ကျုပ်လည်းမူမူယူယူနဲ့ပြောချင်ရပြောပြီးငတိအတွက်ထရီတစ်ခွက်ချပေးလိုက်ပါတယ်။သူ့လည်းချပေးကိုလည်းမော့ပေါ့။မော့လို့မှမဆုံးသေးဘူး။ကျုပ်မျက်လုံးပြူးသွားရတော့တယ်။ကျုပ်ချပေးလိုက်တဲ့ခွက်ကအလိုလိုမှောက်သွားလို့ပဲဗျို့။လေမတိုက်လူမတိုးပဲဲသွားတာမို့ကျုပ်မျက်မှောင်ကုန်နေမိတယ်။ငတိမနှောင်းနဲ့ကွာ။ထရီတံပိုးမင်းလည်းသိတာနဲ့ ကျုပ်လည်းပြောပြောဆိုဆိုနောက်တစ်ခွငှဲ့ပြီးချပေးထားလိုက်တယ်။ဒါလည်းမှောက်သွားပြန်ပါရော့။ကျုပ်သိပ်အံ့ဩသွားတယ်။မှောက်နေတဲ့ခွက်ကိုတွေးကြည့်နေမိတယ်။နောက်တစ်ခွထည့်ပေးဖို့တွန့်ဆုံနေမိတယ်။အမူးပြေးသလိုလိုကြောက်သလိုလိုဖြစ်လာတယ်။အချိန်ကလည်းနေရိုင်းသွင်းချိန်လေ။ထမ်းမင်အောက်မှာကျုပ်တယောက်ထဲရဲ့ငတိကြသေးပြီးကလေးကဒီအပင်အောက်လူမလာတော့တာ အပင်ရှင်ကတော့ဒီအပင်ကို ထမ်းမှန်မှန်မတက်တော့ဘူးလေအပင်ရှင်ကမတက်တာမဟုတ်ဘူးတက်တဲ့သူကညင်းတာထမ်းမင်ထမငါတိကို တွေ့တယ်လို့လို့ပြောတယ်ထမ်းမင်ပေါ်တင်ခွာထိုင်ပြီးတော့မြူအိုးကြီးကိုင်လို့တဲ့ထမ်းတဲ့သမားကလည်းသူ့ဟာသူကြောက်ပြီးမတက်ချင်လို့လှုပ်ကြံပြောတယ်လို့ပဲကြုတ်ယူဆတာတာကြုတ်ကိုရိကြုံရတာတမျိုးတော့တမျိုးပဲရိတ်ခနဲရိတ်ခနဲနဲ့လည်းမြင်မိ ထင်မိတယ်လို့လို့ဗျာကြိုးထဲမှာလဲစိတ်လာတယ်လို့လို့ကြက်သိမ်းထားမိတယ်လို့လို့နဲ့တခုခုတော့ထူးနေပြီဆိုတာကြုတ်သိနေတယ်ကြုတ်လဲရဲစေးတင်တဲ့အနေနဲ့တစ်ခွက်လုံးအာဘာတရမောချဖို့ပြင်ရင်းနဲ့ဟဲ့အောင်ဟတ်ဒီမင်းမတောက်ချင်နေငါဘာသာတောက်မယ်လို့ပြောပြီးမောချလိုက်တယ်ဖြန်းဆိုကြုတ်ရဲ့ထရီခွက်ကလွင့်ကျသွားတယ် အဇက်ထဲရောက်လို့ဆဲဆဲထရီတွေလည်းဖိတ်စင်ကုန်တော့တယ်။ငါဒီမင်းမနောက်နဲ့ကွာမင်းတစေဖြစ်နေပြီဆိုတာငါယုံပြီမင်းနဲ့ငါတငယ်ချင်းပဲဟာလူဘွားကလည်းအတူတောက်ခဲကြတာပဲဟာရော်ရော်တစ်ခွက်တော့ငါလည်းတစ်ခွက်တော့မယ်ခွီးမင်းလှုပ်လို့ကုန်ပြီကွာဒါလက်ကြံပဲငတိကြည်နဲ့အောင်ပြောဆိုပြီးတော့သူ့အတွက်တစ်ခွက်ငှက် ကျော့အတွက်တခွက်ငဲ့ပြီးတော့တောက်ဖို့ပြင်လိုက်တယ်ဆိုရင်ပဲဖြန်းဖြန်းဆိုသူ့ခွက်လဲမှောက်ကျုပ်လက်ထဲကခွက်လဲလွင့်ကြပြန်ပါယောဒီတခါတော့ကျုပ်လဲတော်တော်ဖြုံသွားတယ်ဘာမှမပြောတော့ပဲဇက်ခနဲ့ထပြီးတော့ခြေလန်းခြေကြီးနဲ့ရွာထဲကိုတုတ်ချီတင်ခဲ့တော့တယ်ရင်ထဲမှာတော့မကြည်နှက်တာအမှန်ပါပဲငတိမင်းမို့လောက်ရတယ်ကွာ ညအိတ်တော့အိမ်မက်ထဲမှာငတိရေဗျာကျုပ်ကိုမျက်လုံးကြီးပြူးကြည့်နေတယ်။ဗဇက်ကလည်းပွားစီပွားစီနဲ့ဘာတွေပြောနေမှမသိဘူး။ကျုပ်နားထဲမှာတော့မဲလုံမိုက်လုံမိုက်ဆိုတဲ့အတန်ပဲကြားနေမိတယ်။ငတိကသူ့ရင်ဘတ်ကြီးကိုပုတ်ပုတ်ပြသေးတယ်။သူ့ရင်ဘတ်မှာအညိုအမဲဒဏ်ရာတွေနဲ့ကျုပ်ကိုလက်ညိုးတစ်ချောင်းနဲ့ထောင်ပြသွားတယ်ဗျာ။ မနှက်မိုးလင်းတော့ညကအိမ်မက်အကြောင်းမိမကိုပြန်ပြောမိတယ်။အံ့စရာပါဗျာ။မိမကလည်းညကသူ့လဲအိမ်မက်မက်ကြောင်းအိမ်မက်ထဲမှာငတရနင်းယောက်ျားကိုကြည့်ပြောထားဒီသေးရီဆက်တောက်နေရင်ငါနဲ့တွေ့မယ်လို့ကျိန်းသွားတဲ့။အဲမယုံလို့တော့မဖြစ်တော့ဘူး။ကျုပ်နည်းနည်းလေးဖြုံသွားတယ်လေ။တိုက်ဆိုင်မှုလို့ပဲဆူဆူကျုပ်ကငတေကိုအိမ်မက်မက်မိမကလည်းမက် တညတည်းလေးဖြစ်ညနေကလည်းထမ်းမင်အောက်မှာကြုံထားတဲ့အတွေ့အကြုံလေးကလည်းရှိထားတယ်မို့လားအဲဒါနဲ့ဘာကြီးရှစ်စီပြေးပြီးတော့အကျိုးအကြောင်းပြောပြရတော့တာပေါ့ဘာကြီးချစ်ကခေါင်းတငိမ့်ငိမ့်လှုပ်ရင်းကကျုပ်ကိုဖိကျိမ့်ပါလေရောမင်းဟာလူဖြစ်နေပြီးတစီလောက်မှအသုံးမကျတဲ့ကောင်းငတေမှသူ့အမှသူ့မြင်သေးတယ် မင်းကိုသူ့လိုဆက်မမိုက်စေချင်လို့ပြနေတာကိုမင်းကမသိဘူးမင်းကို အသေးမလောက်တာကံကောင်းသိလားဘာကြီးချစ်ပြောသမျှကျုပ်ငြိမ်နားထောင်နေမိတယ်ကြောလေချမ်းနေမိတယ်ငတိတစီဖြစ်တယ်ဆိုတာကျုပ်ယုံလိုက်ရတော့တယ်ဘာကြီးချစ်ပြောသလိုတစီလောက်မှ အသိဉာဏ်မရှိမိုက်တွင်းနှက်ပြီးတော့သူရာမေရိယာကန်ရဲ့ရေစိမ်ချိုးနေမိတဲ့ကိုကူကူအပြစ်တင်နေမိတယ် ကျွန်တော်ဘာလို့ရမလဲဘာကြီးရဲ့လို့လဲညောင်နာနာအတန်နဲ့မေးလိုက်မိတယ်။ဘာကြီးချစ် ဖြေတာကပြက်တယ်။အေးမင်းအရက်ဖြတ်ငတိအတွက်ရည်စူးပြီးရွာဦးเจ้าမှာတက်နိုင်တဲ့ဒါနသွားလို့အဲ့ဒီလိုလှုပ်လို့ရတဲ့ကုသိုလ်ရဲ့အဖို့ဘာကကိုငတိအတွက်အမျှဝေးမင်းလှုပ်ရမှာအဲ့ဒါပဲအဲ့တော့အံ့ဩစရာပဲဗျို့ ဘာကြီးချစ်ပြောတဲ့အတိုင်းရွာဦးကျောင်းမှာစွန်းလူတက်နိုင်သလောက်သင်ငန်းတစုံဖျောင်းနိုင်အမွေတိုင်းတွေလှူပြီးငတိ့ကိုအမျှပေးဝေလိုက်ပါတယ်။နားထဲမှာတာရုခေါ်တန်သုံးချိန်ကြားလိုက်ရတလူလူနဲ့အမွေနှံ့နေပါရလာတော့တယ်။ကျောင်းနိုင်စရာတော့ဟောပြောလို့သုံးမတာတွေကိုမျက်လုံးလေးမှိတ်နာယူနေတော့မျက်စိထဲမှာငတိရဲ့ကြုတ်ကိုပြုံပြုံကြီးကြည့်လို့အောင်မငတိရဲ့ အရင်ကတည်းမဟုတ်တော့ဘူးဗျ။ကိုယောင်ကိုဝါလေးလင်းလို့အဝတ်သက်အစားအသက်တွေနဲ့ရဲကျုပ်ကိုကျေးဇူးတင်တဲ့မျက်လုံးတွေနဲ့ကြည်ရင်ဝေးဝေးမိန်မိန်သွားတော့တယ်လေ။ကျုပ်တိလိုက်ပါပြီ။ကျုပ်ပြူတဲ့ကုသိုလ်ကြောင့်ငတေးအမျှရပြီးတစီဆိုတဲ့ဘဝစုကလွတ်သွားကျွတ်သွားပြီရဲ့လို့လေ။ငတေးကြောင့်ကျုပ်လဲအယက်သမားဘဝက จุกขึ้นยาบาบีวอล่ะเปีย